အားလုံးပဲမင်္ဂလာပါ Survive Story YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်နေကြီးနုနုလေးတွေနဲ့အတူနိုးထလာတဲ့ဒီမနက်ခင်းဟာသမီးထွက်တော့သိိတ်ကိုထူကြပါတယ်ဘာလို့လဲဆိုတော့ဒီနေ့ကသမီးဘွားရဲ့ပထမဆုံးအချစ်ဦးနဲ့အခိုင်အမာဆုံးတော့သူရဲ့ကောင်းကြီးအတွက်ဂုံပြူရမယ့်နေ့ ဖေများနေမဟုတ်လားပထမဦးဆုံးဟာအားလုံးကို Happy Father's Day ပျော်ရွှင်စရာကောင်းတဲ့အဖေများနေဖြစ်ကြပါစေလို့ဇန်ကဦးဆောင်ပထမဆုမကောင်းတောင်းလိုက်ပါတယ်ရှင် Father Day လို့ခေါ်တဲ့အဖေများနေဖြစ်ပေါ်လာပုံကိုမျှဝေပေးကြပါတယ်အဖေများနေဟာကဘာတဝမ်းကဖခင်တို့ရဲ့မေတ္တာကရုဏာနဲ့မိသားစုအပေါ်သူဆက်ဆုံးမှုတွေကိုဂုဏ်ပြုတဲ့နေ့တစ်နေ့ဖြစ်ပါတယ် ဖေများနေ့ကိုစတင်ဖြစ်ပေါ်လာစေခဲ့တဲ့သူကတော့ American နိုင်ငံသူ Sonora Smart. မှာဖြစ်ပါတယ်1999ခုနှစ်မှာ Sonora ကအမေများနေ့အထိမ်းမှတ်ပွဲတစ်ခုကိုတက်ရောက်နားထောင်ခဲ့ပါတယ်အဲ့ဒီမှာမိခင်တွေရဲ့မေတ္တာတရားနဲ့ကျေးဇူးတရားတွေကိုဂုဏ်ပြုနေချိန်မှာသူမရဲ့ဖခင်ကိုတရိယာပြီးဖခင်တွေအတွက်လည်းဂုဏ်ပြုတဲ့နေ့တစ်နေ့တည်ထောင်ရှိတဲ့နယ်လို့ယူဆခဲ့ပါတယ်။သူမရဲ့ဖခင် William Jackson Smart က American ပြည်တွင်းစစ်ပြန်စစ်မှုထမ်းအောင်တဦးဖြစ်ပြီးဇနီးဖြစ်သူကွယ်လွန်သွားချိန်မှာသားသမီး6ယောက်ကိုတဦးရဲ့ချီရှုဆောင်ရှောက်ခဲ့တဲ့ဖခင်ကောင်းတဦးဖြစ်ပါတယ်။ဖခင်ရဲ့ပင်မစင်ရဲ့မှုတွေနဲ့မေတ္တာတရားကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဆိုလိုတာအတွက်သူ့ရဲ့ဖခင်ဟာသူရဲ့ကောင်းတဦးပါပဲ။ဒီအတွေ့အကြုံတွေနဲ့အတူဆိုလိုတာဟာ ဒေသခံဘုရားကျောင်းတွေအစိုးရအရာရှိတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေစီချင်းကပ်ပြီးသူရဲ့အချက်အညာကိုတင်ပြခဲ့ပါတယ်။စနိုရာဟာသူ့ဖခင်ရဲ့မွေးနေ့ဖြစ်တဲ့ဇွန်လ9ရက်နေ့မှာကျင်းပခဲ့ခြင်းပေမဲ့ပြင်ဆင်ခြင်းမလုံလောက်တဲ့အတွက်ဇွန်လရဲ့တတိယပတ်တနင်္ဂနွေနေ့ဖြစ်တဲ့ဇွန်လ16ရက်နေ့ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။အဖေများနဲ့အယူဆဟာအစပိုင်းမှာတော့လူချိုက်များခဲ့ပေမဲ့ အမေများနေလို့နိုင်ငံတော်ရုံးပိတ်ရဲ့အဖြစ်သတ်မှတ်ဖို့နှစ်ပေါင်းများစွာအချိန်ယူခဲ့ရပါတယ်1924ခုနှစ်မှာ American သမ္မတ Kelvin Coolidge ကအဖေများနေကို နိုင်ငံတော်အဆင့်ချင်းပါဖို့ထောက်ခံခဲ့ပါတယ်1966ခုနှစ်မှာသမ္မတ London B Johnson ကဇွန်လရဲ့တတိယပတ်တနင်္ဂနွေနေ့ကိုအဖေများနေအဖြစ်သတ်မှတ်တဲ့ကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ် နောက်ဆုံးမှာတော့1982ခုနှစ်မှာ Richard Nelson ကအဖေများနေ့ကိုနိုင်ငံတော်ရဲ့တရားဝင်ရုံးပိတ်ရက်အဖြစ်ဥပဒေထုတ်ပြန်လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီလိုနဲ့ပဲဖခင်ပေါ်ထားတဲ့ချစ်ချင်းမေတ္တာနဲ့အတိအမှတ်ပြုမှုတစ်ခုကနေစတင်ခဲ့တဲ့အဖေများနေ့ဟာယနေ့အချိန်မှာတော့ American နိုင်ငံသားမကကမ္ဘာတဝန်းကနိုင်ငံအနှံ့အပြားမှာပါဖခင်တွေနဲ့ ဖခင်ကဲ့သို့ခြေသူရှိသူတွေရဲ့အရေးပါမှုကိုဂုံပြုတရိယာတဲ့နေထူးနေမြက်လေးတခုအဖြစ်ပြန့်နှံ့ရောက်ရှိခဲ့ပါတော့တယ်။အဖေက သမီးဘဝရဲ့ပထမဆုံးသောဆရာပါပဲ။စပိန်ဘလို့စီးရမလဲဆိုတာကနေဘဝအခက်ခဲတွေကိုဘလို့ရင်ဆိုင်ရမလဲဆိုတဲ့အထိသင်ပေးခဲ့တာလေအဖေပါပဲ။အချင်းကများတဲ့စင်းလိုပြီးသွားခဲ့ပြီမြေ။ ဖဖေးရဲ့မြေတားတွေကတော့မနေ့တနေ့ကလို့ရွေးထွေးနေသေးပါပဲ။သမီးရဲ့ခြေလမ်းတိုင်းမှာဖဖေးရဲ့အားပေးမှုတွေ၊ယုံကြည်မှုတွေ၊သမီးရဲ့အောင်မြင်မှုရဲ့နောက်ွယ်မှာဖဖေးရဲ့ပေးဆပ်မှုတွေအမြဲရှိနေခဲ့တယ်။သမီးပဲနေရာရောက်ရောက်ဖဖေးရဲ့သမီးဆိုတဲ့အတီးကသမီးအတွက်အကြီးမားဆုံးသောခွန်အားပါပဲ။လောကကြီးမှာ ဖေးဆိုတာသားသမီးတွေအတွက်မိုးတံလီတံကိုကာဝယ်ပေးတယ်အခိုင်အမာဆုံးအမိုးအကာတစ်ခုလမ်းပြောက်တဲ့အခါတိုင်းအလင်းပေးတယ်လမ်းပြကျဲတစ်စင်းဟိုးအမြင့်ကိုပြန်တန်းဖို့အတွက်တက်စင်ပေးတယ်တောင်မှန်တစုံပြီးတော့ဘယ်တော့မှလက်မလွတ်တန်းစောက်ကင်ထားမယ်နှွေးထွေးတယ် လက်တဆောင်ပါပဲငငယ်တော့ကကျမလောကကြီးကိုစပြီးထီတွေ့ခွင့်ရခဲ့တဲ့နေရာလေးတစ်ခုအဲ့ဒါကဖဖေးရဲ့ကျေပြန့်တဲ့ရှင်တွင်ကြီးပါငငယ်တော့ကဖေသမီးကိုစပိန်စီးတင်ပေးတဲ့အချိန်တွေကိုမှတ်မိနေသေးတယ်စပိန်မှောက်သွားမှကြောက်တဲ့သမီးကိုဘေးကနေတအားရှောက်ပြေးလိုက်ပြီးနင်းသမီးဖိရှိတယ်သမီးလုံးနိုင်တယ် အဲ့လိုပြောတမ်းနေတဲ့အတူ သမီးတတိယလိုလှည့်ကြည့်လိုက်တော့အဖေကအဝေးမှာကျန်ပြီးကိုနင်းသွားတာကိုပြုံးပြုံးကြီးကြည့်နေခဲ့တယ်။ဒါပေမဲ့သမီးစပိတ်နင်းထက်သွားပြီလေ။ဒါဟာသမီးရင်ထဲကိုစတင်မွေးဖွားပေးခဲ့တဲ့အဖေပေးတဲ့ယုံကြည်မှုတွေပါပဲ။ချိန်တွေကလည်းမြန်လိုက်တာ။အရင်ကဖဖေရဲ့လက်ညှိုးလေးတစ်ချောင်းကိုပဲမမီမကန်းဆုပ်ခိုင်းခဲ့တဲ့ကျမ။ ခုတော့အရွယ်ရောက်ပြီးသမီးလေးတယောက်ကိုတော့ဝေဖွားခဲ့ပြီးပြီပြဖြစ်ရဲ့နတ်မောင်တဲ့သဘင်နေရာမှာငွေအောင်သဘင်ဖြူတီးတွေနေရာယူလာတာကိုမြင်နိုင်ပြဖြစ်ရဲ့နဖူးပင်ပေါ်ကအရေးချောင်းတွေဟာကျမတို့မိသားစုအတွက်ပေးဆက်ခဲ့တဲ့တတိပီပဲဆိုတာနားလည်လာခဲ့တယ်အဖေကချစ်ချင်းမြတ်တာကိုထုတ်ဖို့ပြသတဲ့တွေမျိုးပါ မနက်မိုးလင်းနိုင်နဲ့အိပ်ရာဝင်နိုင်သားသမီးနှစ်ယောက်ကိုဖွဖွားလေးနန်းလေးရှိတယ်အဖေရဲ့အပြုတ်မူတွေတိုင်းကချစ်ချင်းမြတာပဲအဖြစ်ပါနေခဲ့တယ်ကျမတို့မောင်နှမနှစ်ယောက်လိုအပ်တဲ့အရာတိုင်းကိုစူးစမ်းပြီးဖြည့်ဆည်းပေးလေးရှိတယ်ကျမရဲ့အောင်မြင်မှုတစ်သေးလေးတွေကိုတော့အင်းကြီးချင်းတွေအထိဂုဏ်ယူစွာနဲ့ပြောပြတတ်တာအဲ့ဒါတွေအားလုံးဟာ ဖြစ်ဖြစ်ရဲ့အတန်တိတ်အချစ်တွေပါပဲ။ဆန်ငငယ်တော့ငါကျောင်းကဆီယမတွေဟာအဖေနဲ့အမေဘသူ့ကိုပူချစ်လဲလို့မေး။စဉ်းစားချိန်တော့မရှိပဲ။အဖေကိုပူချစ်တယ်။အဲ့လိုဖြစ်ခဲ့တာ။အခုချိန်မှာတော့ဘသူမိမိအဖေရောအမေရောအတူတူချစ်ပါတယ်နော်လို့ဖြစ်ဖြစ်မှာ။ဖေဖေအသေးလေးဗမာလေးအဲ့လိုမေးတတ်တဲ့အဖေကို ရှင်ဘက်လေးပုတ်ပြပြီးတော့ ဒီမားဒီမားလို့သမီးအချိန်တွေကြာ í ထိမေးစေခြင်းမိပါတယ်ကဘာပေါ်မှာရှိတဲ့ဖခင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံပြီးပျော်ရွှင်စရာကောင်းတဲ့အဖေများနေ့ဖြစ်ပါစေလို့ဇန်က Happy Father's Day Vlog လေးနဲ့အတူဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်